ဗုဒ္ဓဘာသာတို့ဤယဉ်ကျေးမှုထုံတမ်းစင်လာအရာဘာသာရေးဆိုင်ရာယဉ်ကျေးမှုပွဲလမ်းကြီးကြီးငယ်ငယ်အစုအဝေးနဲ့ပြုလုပ်ကြတဲ့အခါမှာပရိစ္ဆာစုံညီပြီးဆိုရင်နိဗ္ဗာန်သောဓမ္မဂောတကပြုလုပ်တဲ့ပုဂ္ဂိုလ်ကယန္တနာသုံးပါးကတော့ဖြင့်တရဏဂုံတိလမြခံယူကြပါစို့ခမရဆိုတဲ့ အတံပေးလိုက်လို့ရှိရင်လောကဥပမာမိုးဥကြတခိုးတောင်ကမိုးချိန်မိုးချုံလိုက်ရင်တောထဲမှာရှိကြတဲ့ရွှေဥတောင်းတွေဒီတကောင်နဲ့တကောင်အချင်းအချက်မရှိပဲကြပြိုင်နဲ့တညီတညွတ်ထဲကေကာကေကာဆိုတဲ့ဝမ်းမြောက်ဝမ်းသာတွင်ကျူးတဲ့အတံတွေကိုကြပြိုင်နဲ့တွင်ကျူးကြတယ်လို့ထို့အတူ ဓမ္မဂေါတကတရားကျွေးကြောနိဗ္ဗာန်စွာပြုလုပ်တဲ့ပုဂ္ဂိုလ်ကယရနာသုံးပါးကတော့၍သရဏဂုံသီလများစောင့်တည်ခံယူကြပါစို့ခင်ဗျာလို့တရားမူခြုံလိုက်ရင်ဗုဒ္ဓဘာသာသူတော်စင်အမျိုးသားအမျိုးသမီးဒီဟုသောရွှေဥတောင်းတို့သည်တပြိုင်နက်တည်းတညီတညွတ်တည်းဩကာသဩကာသအစရှိတဲ့ယရနာ၃ပါးအာကတော့တဲ့ဇဒံကေကာတန်ဒီဟာ ညံပြီးတော့ထွက်လာအဘိဓမ္မာသဘောအရာဘုန်းကြီးတို့အရက်ထဲမှာအယောင်နဲ့တယောက်တစ်ဖက်နဲ့တစ်ဖက်စိတ်ချင်းအခန့်မသိလို့ငါနင်းအဲ့ဒါလို့ပြောကြဆိုကြတဲ့အခါမှာငါတလုံးနင်းတလုံးရိုင်းပြတဲ့အတန်ကြီးတလုံးတလုံးဖြစ်ပေါ်လာဖို့ရန်အတွက်ဒေါသမှုအကုသိုလ်ဇောတွေဟာ 49ကဒေါတမှုအကုသိုလ်ဇောစိတ်တွေဖြစ်မှနင်ဆိုတဲ့ရမ်းပြတဲ့အတန်ကြီးတတံငါဆိုတဲ့ရမ်းပြတဲ့အတန်ကြီးတတံဖြစ်ပါအကုသိုလ်ဘက်မှာအကုသိုလ်ဇော49ကြိမ်ဇောမှဖြစ်မှအကုသိုလ်နဲ့ဆိုင်ရာအတန်တတံတတံထွက်တယ်လို့ ကုသိုလ်ပဲဆိုင်ရာမှာလည်းပဲယရဏသုံးပါးကြောတယ်ဆိုရင်ဩကာသမှာပဲဆိုပါလို့ဩတလုံးဖြစ်လာဖို့ရန်အတွက်မဟာကုသိုလ်သောစိတ်တွေ49ကဖြစ်မှဩအတန်ပြီးပြီးသတာတတန်ထွက်တယ်ကာမလည်းပဲထို့အတူပဲ49ချိန်သမာလည်းပဲ49ချိန်အဲ့ဒီလိုကုသိုလ်သောစိတ်တွေ 49ကာ49ကာတတန်တတန်မှာထို့မှာရတယ်လို့စိတ်แท้ကြိုတင်အာယံဝမ်းမြောက်ကြပါအဲ့ဒီဇာဘိုက်တည်သည်ဆိုလိုရင်းကတော့ဖရာတရားတန်ခါယရဏသုံးပါအပေါ်မှာမတော်တဆမေစဉ်တောင်ကြီးကလေးဘဝဖရာမန်တရားမန်တန်ခါမန်မသိတဲ့အချိန်က မတော်တဆပြူမပြောမကြံမခဲ့တော့ကာယကံဝစီကံမနောကံအပြစ်သဗ္ဗဒေါသဆိုတဲ့အတိုင်းအပြစ်ဖေးအညစ်အကြေးများမိမိကိုယ်မှာလိမ့်ထိန်ညှိကပ်နေခဲ့ရင်ထိုအပြစ်ဖေးအညစ်အကြေးကိုယရဏအတုံးမအာရှိခိုးကြတော့တဲ့ပဏာမစေရဏပြတ်ထမ်းတော့မဟာကုသိုလ်စိတ်စေတသိက်ဆိုတဲ့ရေကြီးရေအေးဖြင့်ပထမဒုတိယတတိယ တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်တိုင်အောင်ဆေးကြောဖွင့်လျော်လိုက်အဲဒီလိုဆေးကြောဖွင့်လျော်တဲ့အနေတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်ဖရာယရဏတရားယရဏတန်ခါယရဏယရဏမြတ်သုံးပါးတို့ကိုဖရာတပြည့်တော်အယုသေးအလေးမြတ်လက်အုပ်မိုး၍ရှ िख ိုးပူဇော်ဖူးမြော်မှန်းလျော့ကတော့ပါဤအရှင်ဖရာဆိုတဲ့ဤအချိန်မှာတတန်တတန်၌ မာကုတုဇောရီ49က49ကဇောတော့မာကုတုဇောစိတ်တုပ္ပတိဟုတော့ရည်ရည်နဲ့မိမိတို့ခန္ဓာအစဉ်ကိုတတွန်းတွန်းချေကျော်ပြီးပြီအဲ့ဒီအချိန်မှာမိမိတို့ခန္ဓာအစဉ်၌ယတနာ၃ပါးနဲ့ပတ်သက်သောကာယကံဝစီကံမနောကံအပြစ်အညစ်အကြေးဟာအနည်းငယ်မျှမရှိတော့ဘူးရေ၃ချိန်ချိုးပြီးတော့ ခန္ဓာကိုယ်စင်ကြယ်နေတဲ့အမျိုးသမီးအမျိုးသားလို့တခါလေးဖြစ်သွားအဲ့ဒီအခါမှာလူလောကသဘောရေစင်စင်ကြယ်ကြယ်ဆေးချိုးပြီးတဲ့အမျိုးသမီးအမျိုးသားတွေမိဘထံပါတော့အာရေချိုးပြီးလို့ခန္ဓာကိုယ်တန့်စင်နေတဲ့အချိန်မှာပန်းကောင်းပန်းရင်နဲ့အဝတ်ကောင်းဝတ်ခြင်းနဲ့နတ်လာကောင်းလိမ့်ညက်ပန်းကောင်းပေးပါအဝတ်ကောင်းပေးပါ နတ်လာကောင်းပေးပါ တောင်းကြလို့လို့တောင်းကြလို့ပဲ ခြေပေါက်တဲ့အခါတောင်းတယ်ထို့အတူဗုဒ္ဓဘာသာအမျိုးသားအမျိုးသမီးတို့လည်းမိမိတို့ထိုအချိန်စင်ကြယ်သောကိုယ်ခန္ဓာရှိနေတဲ့အချိန်မှာသီလပေးမဲ့သင်္ဃာတော်ကိုခြေပေါက်လက်ခံမိဘတံသာသမီတောင်းတယ်လို့အာမန္တိတိတရဏေနသာဟပင်စသီလံဓမ္မံယာစာမိအရှင်ဘုရားတပည့်တော်ဒီခုအချိန်အမတန်စင်ကြယ်သောခန္ဓာကိုရှိနေပ ဒီခစင်ကျဲသောခန္ဓာကိုရှိနေတဲ့တပြည့်တော်သည်အရှင်ဘုရားဓမ္မတရဏဂုံကုံကံဒီဟုသောဥစိုက်ပန်းတွေငါးပါးသီလဒီဟုသောဝတ်ကောင်းဆရာငါးမျိုးနတ်တာကောင်းနတ်တာပြောင်းငါးမျိုးကိုပန်ရလူကြောင့်ဝတ်ရလူကြောင့်လင်းရလူကြောင့်တောင်းပန်ပါလေတောင်းခံပါလေရှင်ဘုရားအနုက္ကံကတ္တဝါသီလံဒီထမေပန်တိ ဗန္ဒီရှင်ဖျားလောကံချင်းမြောက်မှုကိုကတ္တဝါပြု၍မေတ္တပြည့်တော်အာသီလံကရဏဂုံသုံးခန်းဥဇိုက်ပန်းနှင့်တကွာငါးခန်းသောသီလတည်ဟူသောဝကောင်းစလငါးမျိုးနတ်တာကောင်းနတ်တာပြောင်းငါးမျိုးကိုဒီထကရုဏာရှိရှုပေးတော်မူကြပါကုန်ဖျားကောင်းပေးတောင်းမှာတစ်ချိန်မကဘုဒ္ဓတရားပေးတဲ့ချိန်မြောက်လေထို့အတူပါဠိလိုတောင်း တတိယံပြီသုံးကြိမ်မြောက်လည်းပဲထို့အတူပါဠိလိုတောင်းတော့သီရပေးတဲ့ကိုတော်ကဘာအတံပေးလိုက်ယမဟံဝဒမိတံဝရေသာဒကာရုံမတွေကဘာဆိုလိုက်တော့အမဗန္ဒီဘာလုပ်ကြတာတော့ဆရာတကာလို့ဆိုရင်ပြောတတ်ပါစေအေးယမဟံဝဒမိတံဝရေသာလို့ဆိုလိုက်တဲ့ သီရပြီးတဲ့ကိုတော်ရဲ့ဆိုလိုရင်းကတရားဒကမအပေါင်းသူတော်ကောင်းတို့တရဏဂုံဆိုတဲ့ဥစိုက်ပန်းတွေငါးပါးသီရဆိုတဲ့ဝတ်ကောင်းစလငါးမျိုးတဏိနန္တာပြောင်းနန္တာကောင်းငါးမျိုးဟာဘဂတိပန်းဘဂတိအဝတ်ဘဂတိနန္တာလို့အခေတရဝတ္ထုကြီးနဲ့ကင်ပြီးယော့ပန်းဟဲ့ယော့ဝတ်ဟဲ့ယော့လင်းဟဲ့အဲ့ဒီလိုအထေတရနဲ့ ခိုင်ပြီးတော့ပြီးလို့ရကောင်းတာမဟုတ်ဘူးနှုတ်ကမြွတ်ပြီးတော့ဆို၍သောက်တီမရကောင်းတဲ့တရဏဂုံပန်ရကောင်းတဲ့၅ပါးသီလဝတ်ကောင်းစလနန္ဒာကောင်း၅မျိုးဖြစ်တယ်ဒီတော့ရှေ့ကနေပြီးတော့သောက်တီဘုံကိုဆုပ်ပေးမယ်အဲ့ဒီဆုပ်ပေးတဲ့သောက်တီဘုံကိုမမားအောင်လိုက်ဆိုကြဒီအတိတ်ပဲနော်ဒီသီလပေးတဲ့ကိုယ်တော်က ယမဟံဝဒမိတံဝရေသာသာဓုဝနှလုံးပြောပြောင်းသူတော်ကောင်းတို့ယံအချင်းကရဏဂုံသောက်တီဘုံ၅ပါးသီလခံယူသောက်တီဘုံကိုအာငါဒီဝဒမိရှေ့ကတိုင်တဲဆိုး၍ပေးပါအံတန်ထူငါဆိုး၍ပေးတဲ့၅ပါးတရဏဂုံသောက်တီဘုံ၅ပါးသီလသောက်တီဘုံပါဠိကိုတုံမေသင်သူတော်ကောင်းတို့သည်ဝတိထအတုလိုက်ကဆိုကြပါတိုက်တွန်း မမအောင်လိုက်ဆိုကြနော်လို့တလူတိုက်တွန်းတော့ဒကာရကမကအာမဗန္ဒီဗန္ဒီရှင်ဖုရားအာမကောင်းပါပြီကောင်းပါပြီအရှင်ဖုရားလို့ဆိုလို့ထိုအခါသီလာပေးတဲ့ကိုတော်ကဗာစပေးလိုက်ဗာစပြီးတော့ရွတ်ပေးဆိုပေးလိုက်ကြလေနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တာဖုရားရှိခိုးစာပဲကလေးလေးကစဆိုးနိုင်တယ် ်ဒီသိုးနိုင်လို့စာဖိုက်တို့လို့များတန်ဖိုးနေတယ်မအောင်မင်းနဲ့မြတ်စွာဘုရားရဲ့ဂုံတော်ဒီမြောက်များစွာရှိတဲ့အ내ကလူတကာနတ်တကာပြမတကာတို့ရဲ့နှုတ်ပြမှာအလွန်ထင်ရှားတဲ့ဘဂဝါဂုံအရဟံဂုံကာမတံဗုဒ္ဓဂုံဆိုတဲ့ဂုံတော်ကြီးသုံးပါးနဲ့ဘုရားကိုရှိခိုးတဲ့ဇာပိုက်ဖြစ်ပါတယ်။ဒါကြောင့်ဘုရားကရဏဂုံမခံငင်၅ပါးသီလမဆောက်တည်ခင်ရှိဥစွာမြတ်စွာဘုရားအား တူတူချင်းချင်းနဲ့လူရင်ထိကြိုက်အောင်ရှ िख ိုးကြအောင်စို့အတိတ်ပဲနဲ့သီလပေးတဲ့ကိုတော်ကနမောတတဗုဒ္ဓတော်အရဟတော်သမ္မာသမ္ဗုဒ္ဓတာရှေ့ကတိုင်တယ်ဆိုပေးလိုက်အေးဒကာရုံမတွေကတခေါက်ပဲသီလပေးတဲ့ကိုတော်ကတိုင်တယ်ဆိုပေးပေမဲ့ဒကာရုံမတွေကသုံးခေါက်အတိတ်ပဲရှိအေးအနှစ်ပေးကြည့်ဘဂဝါတော်ဘဂဝါဂုံတော်ယင်ဖြစ်တော်မူထတော် အရဟတောအရဟံဂုံတော်ယင်ဖြစ်တော်မူထတော်ဓမ္မတံဗုဒ္ဓသာဓမ္မတံဗုဒ္ဓဂုံတော်ယင်ဖြစ်တော်မူထတော်တတထိုမြတ်စွာဘုရားအာနမောယုတိမြတ်နို့ရှိခိုးဥညွပါဤဖျားဖျားရှိခိုးတဲ့စာပတ်မြတ်စွာဘုရားရဲ့ဘဂဝါဂုံအရဟံဂုံဓမ္မတံဗုဒ္ဓဂုံတော်ကြီးသုံးပါးနဲ့ချီးကျူး၍ဖျားကိုရှိခိုးတဲ့စာပတ်ဒီစာပတ်ဖြင့် ကြာမင်းကြီးလည်းပဲတက်ကပင်ညတော့လာပြီးတော့ဖရာထံလာပြီးတော့အိမ်အိမ်တတာလလှိုင်းကူမှာတက်ကပင်ညတော့နာပြီးလို့သောတာပန်အရိယာဖြစ်တရားဘဝအသိရပြီးတော့ပြန်ကနီးတဲ့အခါမှာပြန်ကနီးကြတော့ဒီနမောတတ္တနဲ့ပဲမြေကြီးကိုလက်နဲ့ပေါ်ပေါ်ပြီးတော့အတင်မြေကြီးဒီမတုံမလုတ်တယ်လို့ကျွန်ုပ်လည်းပဲဖရာယရနာအပေါ်မှာမတုံမလုတ်လက်ဝယ်ယုံကြည်တဲ့ လောကုတ္တရာတဏ္ဍဂုံတည်တဲ့ပုဂ္ဂိုလ်တရားဆိုတဲ့အဓိပ္ပာယ်နဲ့မြေကြီးလက်နဲ့ပုတ်ပုတ်ပြီးတော့သူကနမောတ္တတွုံးတော့ဆိုပြီးတော့ရှ िख ုပ်ပြန်ထို့အတူပဲဗာမတိဗြမကြီးများဖရာထံသာပြန်နေဆိုရင်ဒီနမောတ္တနဲ့ပဲသုံးပါမတ္တရာရှ िख ုပ်ပြီးတော့ပြန်ညလူကြည်လောကကပတိနတိကောသလာတို့လိုမင်းပညာရှိတွေပောက်ခရတာတိတို့ဗြမာယုတို့ဆိုတဲ့ ပုံနာပန္တိတ်ပညာရှိတွေအေးသူတို့လည်းပဲမြတ်စွာဘုရားတချို့ကြတော့ဘုရားရှိရာဘက်ကိုမှန့်ပြီးတော့မှတ်တရရိုက်ဒီနမောတ္တတာနဲ့ဘုရားရှိခိုးကြအဲဒီလို